MCEF နဲ့ EMI ကအင်ဂျင်နီယာတွေပူးပေါင်းပြီးမန္တလေးမြို့ကလူနေအိမ်အဆောက်အုံတွေအများပြည်သူသုံးအဆောက်အုံတွေရဲ့တန်းခိုင်မှုတွေကိုစစ်ဆေးလေးရရှိတယ်လို့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF ကနေသိရပါဗျ။မန္တလေးတိုင်းဒေသကြီးဆောင်းလုံရေးဆိုင်ရာလုပ်ငန်းရှင်များအတင်းနဲ့ EMI အဖွဲ့ကအင်ဂျင်နီယာပညာရှင်တွေဟာမန္တလေးမြို့ကနေအိမ်အဆောက်အုံတွေအများပြည်သူသုံးအဆောက်အုံတွေရဲ့တန်းခိုင်မှုကိုပိုးပေါင်းစစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ Engineering Ministry International နဲ့ MCEF မန္တလေးတို့ပူးပေါင်းပြီးမေတ္တရက်ကစပြီးမန္တလေးမြို့မှာလူနေအိမ်နှလုံး၊ရွှေဆိုင်နှစ်ဆိုင်၊ဖျားကျောင်းနှစ်ကျောင်းမန္တလေးတိုင်းရင်းစေးတက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ကိုစစ်ဆေးခဲ့ပြီးဖြစ်ပြီးမေ9ရက်အထိဆက်လက်စစ်ဆေးအကြံပြုသွားမယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဟာဧပြီ6ရက်ကနေဒီနေ့အထိနေအဆောက်အုံ300ကျော်ကိုစစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ မန္တလေးမြို့မှာရှိတဲ့မိမိတို့ရဲ့နေအိမ်တွေကိုကြံ့ခိုင်မှုစစ်ဆေးဖို့အကြံပြုအကူအညီလိုအပ်တဲ့အိမ်ပိုင်ရှင်တွေကအကူအညီတောင်းခံလာတဲ့အဆောက်အုံတွေကိုလည်းဆက်လက်စစ်ဆေးအကြံပြုပေးလျက်ရှိကြောင်းနဲ့39 2394 41 39 2392 0333 33တို့ကိုဆက်သွယ်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ရန်ကုန်နဲ့မန္တလေးမြို့တို့မှာမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF က ညလင်းအပြီးအစောက်အုံအကဲဖြတ်ခြင်းနှင့်ပြုပြင်ခြင်းနည်းပညာ one day training ပြုလုပ်မှာဖြစ်ကြောင်းလဲ MCEF ကထုတ်ပြန်ထားပါတယ်။